ီနေ့ကျွန်တော်အကောက်ပိုင်ရှင်နှစ်ခုကိုမန်ရှင်ခေါ်ကြရရှိတယ်။ဘာကြောင့်မန်ရှင်ခေါ်မှာလဲ။ပြီးရင်ကျွန်တော်တို့ဘယ်သူကိုခေါ်မှာလဲ။သိချင်တယ်ဆိုရင်ဆုံးနေကြည့်ပေး။နော်ကျွန်တော်တို့ဒီအကောက်ပိုင်ရှင်နှစ်ခုကဒီကိုးလာပိုင်းမကုံငင်ချိန်တွင်းမှာဘန်ကောက်ရန်ကုန်ပြန်မယ်ဆိုရင်ကားက free ကားကမယူဘဲနဲ့ကျွန်တော်ပို့ပြီးမှဖြစ်ပါတယ်။ passport ပြည့်စုံရှိတဲ့သူဖြစ်စေဗီဇာတော်နေနေနဲ့ဖြစ်စေနော်ကျွန်တော်တို့ကားကအပီစီကျွန်တော်တောင်းဝယူပြီးတော့ပို့ပေးမယ်။ ဘန်ကောက်ကနေရန်ကုန်ထိနော်အကယ်၍မှာကိုကဘန်ကောက်မဟုတ်တဲ့တခြားမြို့နယ်မှာရှိတယ်ဆိုလို့ရှိရင်တခြားမြို့နယ်နဲ့ဘန်ကောက်ကားကောက်တော့ကိုယ်တိုင်ခံပါအဲ့လိုပုံစံနဲ့အဲ့တော့ကျွန်တော်ဘာလို့ပေးတာလဲဆိုတာထပ်ပြောပြမယ်နောက်ပြီးတော့ဘယ်အကောက်ပိုင်ရှင်လဲဆိုတာထပ်ပြောပြမယ်ကြံသေးတယ်နော်အကောက်ပိုင်ရှင်နှစ်ခုကကျွန်တော်နာမည်ခေါ်ပေးမယ်ဟိုလာပြေးဆိုတဲ့အကောက်ရယ်ဆို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 တဲ့အကောက်ရယ်နော်ဒီအကောက်ပိုင်ရှင်နှစ်ခုပါဘာကြောင့်ကျွန်တော်ကဒီလိုမျိုးမန်းရှင်းခေါ်ရလဲဆိုတော့ ကျွန်တော်ရဲ့ဗီဒီယိုဖိုင်တွေကိုအမြဲတမ်းသူတို့ကြည့်တယ်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်တွေအောက်မှာ comment တွေအမြဲတမ်းရေးပေးတယ်ပြီးတော့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်တွေအမြဲတမ်းแชร์ပေးတယ်ကျွန်တော်ကိုမှတ်မိစေတယ်ပေါ့ဗျာပြောမှဆိုရင်တခြားแชร์ပေးတဲ့သူလည်းအများကြီးရှိတယ်အဲ့ဒီအများကြီးရှိတဲ့ထဲကမှဒီနှစ်ယောက်ကကျွန်တော်ကိုလုံးဝမှတ်မိနေစေတယ်เนาะအဲ့ဒါကျွန်တော်စိတ်တွေကကျွန်တော်အလိုလိုမှတ်မိသွားစီတာပေါ့လူရွေးပြီးပေးတာမဟုတ်เนาะကျွန်တော်စိတ်တွေကမှတ်မိတဲ့သူကျွန်တော်ပေးတာအဲ့ဒီနှစ်ယောက်ကိုကျွန်တော်ဘန်ကောက်ရန်ကုန်ဒီကိုလာပိုင်းတွင်မှာပြန်မယ်ဆိုရင်ကားကမြေဝဲနဲ့ပို့ပေးပါမယ်เนาะကျွန်တော်ဘက်ကလုတ်ပေးနိုင်တာပါ เนาะပြန်ဖို့လိုအပ်မှာပါမလိုအပ်လို့ရှိရင်လည်းထားလိနော်ဘာမှမဖြစ်ပါဘူးကျွန်တော်တို့ဒီ video ဖိုင်ကြည့်နေတဲ့သူတွေလည်းကျွန်တော်ပြောတဲ့ကျွန်တော် machine ခေါ်တဲ့အကောက်ပိုင်ဆိုင်တစ်ခုတွေ့အောင် share သွားပေးရုံနော်သူတို့ချက်ချင်းတွေ့မလား share သွားပြီးတော့မှတွေ့မလားဆိုတာကျွန်တော်စောင့်ကြည့်ပေးပါမယ်နောက်ထပ်ကျွန်တော်စီမှာအမြဲတမ်းပဲကျွန်တော်ကိုအားပေးဝန်းရံချစ်ခင်ပေးကြတဲ့တယောက်ချင်းတွေအတွက်လည်းကျွန်တော်ပိုကောင်းတဲ့ season တွေလုပ်ပေးဖို့ရှိပါတယ်နော်အမြဲတမ်းကြည့်ပြီးတဲ့သူတွေအတွက်ကျွန်တော်မပစ်ထားပါဘူးခင်ဗျာ